ခွေးတော့ရကြော်လဲစားခြင်းနဲ့ခါမှလဲကြောက်တယ်ဆိုတဲ့သူတွေအတွက်ဒီနည်းလေးတိုင်းလိုက်လုပ်ပြီးကြော်စားခြင်းနော်ဓမ္မဥဆုံးရင်ဟာခွေးတော့ရကိုရင်နှွေးပူလေးဖြောလိုက်နော်ဖြောပြီးကျမ3မိနစ်လောက်အုပ်ထားရပါဒါအုပ်ထားတဲ့ရင်နှွေးပူဖြောပြီးအုပ်ထားရတဲ့ခွေးတော့ရပေါ့နော်အဲ့ဒါကိုကျမဆဲလိုက်ပါမယ်3မိနစ်လောက်ပဲရင်နှင်းနဲ့စိန်တော့အများကြီးစိန်ကြမလို့ပါဘူး ပြီးရင်ကျမဂွေးတော့ရကြော်တဲ့ကကြောက်ကရမ်းနေလို့လည်းမကောင်းရမ်းများလို့လည်းမကောင်းဆိုတော့ကျမသုံးလုံးလောက်ထည့်မှာပေါ့နော်အဲအားကြောင့်မို့လို့ကြောက်သုံးလုံးကိုအာစားလေးတွေကြက်သားမုံလေးတွေထည့်ပြီးရောခောက်ထားပါမယ်ဒီနီးလေးကလုံးဝမခါတာမို့ကလေးလေးတွေကိုကျွေးကျင်လဲကျွေးလို့ရရနော်ကလေးလေးတွေစားလို့ရပါတယ် ကဲစကြောတော့မယ်เนาะပထမဦးဆုံးကျက်သွနီလေးတစ်လုံးလောက်ကိုအဲစီးတက်လိုက်ပေါ့เนาะဒီအိုးကကျမ၅ကြော်ကြော်ထားတဲ့အိုးအိုးเนาะအဲကြောင့်မို့လို့၅ကြော်ကြော်ထားတဲ့အိုးကိုဒီတိုင်းလေးပဲစီးတက်လိုက်တာပါကျက်သွနီတစ်လုံးကျက်သွနီလေးနွမ်းလာပြီဆိုတာနဲ့ခုနကအဲဒီရင်နေဘူးဖြောထားတာကိုဆဲထားတဲ့ဂွေးတော့ရွက်တွေကိုထည့်လိုက်ဥပါထည့်လိုက်ပါမယ် ခွေးတော့ရက်လေးနွန်းလိုက်ဆိုတာနဲ့ကျမတို့ကြက်သားမုံထည့်မယ်စားလေးထည့်မယ်အဲ့နှမျိုးပဲထည့်ပါတယ်အဲဒီခွေးတော့ရက်တို့ဘာလို့ဆိုတာအချုံမုံတွေပါထည့်ပြီးတော့အာထည့်ပြီးတော့မကြော်ဘူးပေါ့နော်ကျမကတော့နော် ဂူရောက်ရဲ့နွန်းလာပြီဆိုပါနဲ့ကျမတို့ကဒီထက်ကိုကြက်ဥလေးတွေထည့်မယ်ခုနခောက်ထားတဲ့ကြက်ဥထည့်မယ်ခုကမီးပြတ်သွားတော့လေအာလျှက်စင်မီနဲ့တဲရာနဲ့ခုက gas ဖြစ်သွားတာကဲခုဆိုလို့ရှိရင်ရတာလည်းရှိစိမ့်လည်းစိမ့်နဲ့ခါလည်းမခါတဲ့ဂွေရောက်ရဲ့ကြော်လေးရပါပြီနော်ဒီနေ့လေးတိုင်းလှုပ်ရှားကြည့်ပါအရင်ဆက်လုပ်ကောင်းပါတယ်ကျေးဇူးပါရှင်